တော်မင်္ဂလာပါလို့ယေရှုနာမဖြင့်ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ယနေ့နှုတ်ပတ်တော်ကိုခံယူတော်သူရောက်ရှိတဲ့ရဲ့နှလုံးသားထဲမှာနှုတ်ကပတ်တော်မျိုးစစ်ကြပြီးတော့အပင်ပေါက်ပြီးတော့အသီးသီးပေါ်ရန်တသင်းတော်ဝိညာဉ်တော်ဘုရားကရောက်ရှိတဲ့ရဲ့နှလုံးသားထဲမှာဆင်းသက်ပြီးတော့အလိုလိုပါစေလို့ဥစွာဆုတောင်းကောင်းချီးပေးပါတယ်။ကျွန်တော်အနေနဲ့ဒီနေ့စစ်တမ်း မင်းငလင်တန်ခဏရတဲ့မြန်မာနိုင်ငံတွေယုံကြည်သူများဝေဝံပြီးတော့စုတောင်းပေးဖို့ရန်ယေရှုနာမအဖြစ်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်အနည်းငယ်လေးမြန်မာနိုင်ငံတွေတော်တော်ကောင်းခုလိုဒုက္ခရောက်နေတဲ့သူများတွေတော်တော်ကောင်းမြန်မာစုတောင်းပေးလို့ရှိပါတယ်ရောက်စီတိုင်းပါဝင်ဖို့ရန်ထပ်မံပြီးတော့ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွဲစုသုံးပေးဖို့ရအချက်လက်တချို့ကိုကျွန်တော်ရွေးနှုတ်ထားပါတယ် ိုမဲအင်းမဲပြနေတဲ့စစ်ဘေးရှောင်များအတွဲနံပါတ်1နံပါတ်2နဲ့နဲ့မင်းကလင်းတန်းကိုခံခံရတဲ့သူများအတွဲနံပါတ်3နေတဲ့ຫນွေဦးတော်လာရေးအောင်မြင်ဖို့ရန်တွဲနံပါတ်4နေနဲ့ဒေါအောင်စတ်ချုချင်းနဲ့တမရအိုဝင်းမြင့်နဲ့တခြားကောင်းဆောင်များကိုလွတ်မြောက်ဖို့ရန်တွတ်တော်၎င်းမယုံကြည်သူများခွေတော်ကိုလက်ခံယုံကြည်လာဖို့မြန်မာပြည်မှာ노ထမှုဖြစ်ဖို့စစ်အာဏာရှင်စနစ် ကြဆုံးဖို့ဆိုတဲ့အချက်လက်တွေကိုကျွန်တော်တို့အားလုံးတင်းရင်ညွတ်တဲ့ယုံကြည်ကူးစက်စွာနဲ့ဆက်လက်တွေဆုတောင်းပေးကြဖို့ရန်ဖြစ်ပါတယ်ကျွန်တော်တို့ဖရာသားတွေဟာဖရာသခင်ကတယောက်နဲ့တယောက်ဒုက္ခရောက်တဲ့ခါမှာတယောက်နဲ့တယောက်ဆုတောင်းပေးဖို့ရန်တွေ့ရှင်ယာကုတ်96မှာကျွန်တော်တို့ကိုလမ်းညွှန်ထားပါတယ်တယောက်နဲ့တယောက်အပြစ်ကိုပေါ်ပြတောင်းပန်ခြင်း ီတော့ဒုက္ခရောက်တဲ့အပြစ်တရားနဲ့အပြစ်ခွလွတ်ခြင်းစီဘဝန်တတော်၎င်းဒုက္ခရောက်တဲ့သူတွေကို စုတောင်းပေးခြင်းအပြင်ဖယားရှင်ရဲ့ကျေးဇူးတော်အားဖြင့်ကျွန်တော်တို့ဒီခက်ခဲမှုများကို အောင်မြင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်ဆိုတာကိုဖယားရှင်ကတတိပေးနှိုးဆော်ထားတာကို တွေ့ရပါတယ်အခုလိုဖယားရဲ့သားသမီးတွေမတမာသူတွေလက်ထဲမှာ ဒုက္ခဆင်းရဲဒိတ်ကြီးပျက်စီးနေတာကိုဘုရားရှင်အလိုတော်မဟုတ်ပါဘူးဘုရားရှင်ရဲ့သားသမီးများဆုတောင်းခြင်းအပြင်အဆိုးအဝါဆုံးအခြေအနေကနေပြီးတော့အကောင်းဆုံးအခြေအနေရောက်အောင်ဘုရားရှင်ကပြုလုပ်ပေးမှာဖြစ်ပါတယ်အခုလိုကဘာတဝန်းမှာဘေးဒုက္ခအခက်အခဲတွေကြုံတွေ့နေရတဲ့အခါမှာဒီလိုသူကိုညီမဲ့သူတွေကိုမျော်လင့်တောင်းတကြတာဖြစ်ပါတယ်မိမိကိုယ်တိုင်မကယ်တင်နိုင်ပါဘူးဥပမာငလင်တန်းကြောင့် တိုက်ရင်တွေချာမှာပြိနေတဲ့လူတွေဟာသူတို့ကိုသူတို့မကယ်တင်နိုင်ပါဘူးသူတို့ရဲ့အနာမှာရှိတဲ့သူတို့ရဲ့ကိုယ်ငြိမ်မဆမှုဟာအမြဲတမ်းလိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့မိမိနဲ့အနီးအနားမှာရှိတဲ့ညီကိုမောင်နှမများကိုချစ်ချင်းမေတ္တာနဲ့ကိုညီမဆဖို့ရန်လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်မို့နှုတ်ကပတ်တော်ကပြောပါတယ်ဟုတ်တယ်ယောမရှစ် 2019မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုခက်ခဲမှုတွေကြုံတွေ့ရတဲ့အခါမှာကုညီမဲ့သူလိုအပ်တာဖြစ်ပါတယ်ဒီလိုကုညီမဲ့သူတွေဟာဆိုရင်ဖရာသခင်ရဲ့သားသမီးတွေပဲဖြစ်ပါတယ်ဖရာသခင်ကိုယ်တိုင်လာပြီးတော့မကူညီနိုင်ပေမဲ့ကျွန်တော်တို့ဒီလိုအခက်ခဲတွေကိုကုညီနဲ့ကုညီဖို့ရန်အတွက်ဖရာသခင်ကကျွန်တော်တို့ကိုခွဲခန့်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့ ဒီလောကဒီဘုရားသားများဤပေါ်ထွန်းခြင်းကိုမျောလင့်ကြတယ်ဆိုတာဘေးဒုက္ခအမျိုးမျိုးကြုံတွေ့တဲ့အခါမှာကျွန်တော်တို့ယုံကြည်သူများရဲ့ကိုညည်ခြင်းမဆာခြင်းဆုတောင်းခြင်းဟာလောတဲ့ဆိုတာကိုနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုတုံတင်တယ်လမ်းပြတယ်ဒါမှသာလင်းကျွန်တော်တို့ဟာစစ်မှန်သောဘုရားသားတွေဖြစ်တယ်ဆိုတာကလူတွေကကျွန်တော်တို့ရဲ့အပြုတ်အမူအကူအညီခြင်းအပြင်သိရှိခံစားလာကြမှာ ဖြစ်ပါတယ်ဆိုတာကိုပြောပြချင်ပါတယ်လူတွေဟာတည်ကျဲဒုက္ခရောက်တဲ့အခါကိုယ့်ကိုယ်ကိုကယ်တင်လို့မရပါဘူးဥပမာလူအလုံးဟာငရဲကိုကြာမင်းအခြေအနေမှာရှိတဲ့အချိန်မှာကိုယ့်ကိုယ်ကိုမကယ်တင်နိုင်တဲ့အတွက်ကြောင့်မလို့သားတော်ယေရှုလောကကိုကြွဆင်းလာပြီးမှအသက်ပေးပြီးတော့ရွေးနုတ်ကယ်တင်တာဖြစ်ပါတယ်ဒိုနီတူဆိုပဲကျွန်တော်တို့ကဘာအရရမှာဒေတာအတီးတီးမှာဘေးဒုက္ခတွေတေးခြင်း ဒုက္ခတွေကြုံတွေ့တဲ့အခါမှာအကူအညီလိုအပ်တာဖြစ်ပါတယ်ဒီလိုကူညီဖို့အတွက်ကျွန်တော်တို့ယုံကြည်သူဖရာသားသမီးတွေကိုဖရာသခင်ကခွဲခန့်ပြီးတော့တာဝန်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဖရာပေးတဲ့တာဝန်ကို ကျွန်တော်တို့ကျေပွန်းစွာထမ်းဆောင်မှတ်တာလင်းကျွန်တော်တို့ဟာဖရာသားဖြစ်ကြောင့်ကိုတည်တည်ထူနိုင်ကြမှာဖြစ်ပါတယ်ယောမစနစ်ဆန်ကားမှာဖရာသခင်ကကျွန်တော်တို့ကိုလမ်းညွှန်ထားတယ် ဝမ်းမြောက်တော်သူနဲ့အတူဝမ်းမြောက်ပြီးတော့ငိုကြွေးတော်သူများအတူငိုကြွေးဖို့ဆိုတာမှာကျွန်တော်တို့ဒုက္ခရောက်တဲ့သူတွေကိုကိုညီပန့်ပို့ဖို့ရန်ဖရာရှင်ကအလိုရှိတာဖြစ်ပါတယ်ကျွန်တော်လည်းဒီမြန်မာနိုင်ငံဟာဘာဖြစ်လို့ကဘာမှာအစင်းရဲဆုံးနိုင်ငံဖြစ်တာလဲဆိုတာကိုကျွန်တော်အယံသိချင်တယ်နှစ်ပေါင်းများစွာကျွန်တော်ဒီမေခွန်းကိုဖရာသခင်ကိုကျွန်တော်မေ မေခွန်ထုတ်ခဲ့တာဖြစ်ပါလေကျွန်တော်နားမလည်နိုင်ပါဘူးမြန်မာနိုင်ငံဟာကြည့်မယ်ဆိုရင်စင်ရဲအစင်ရဲဆုံးနိုင်ငံဖြစ်ဒီတာမကအခုဆိုရင်တဘာဝဘေးဒဏ်နေစစ်ဒဏ်နေကိုအလူးလဲခံနေရပြီးတော့အတိဒုက္ခရောက်တာကိုကျွန်တော်တို့တွေ့ကြုံရင်းဆိုင်နေရတာဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာတရားမျှတတဲ့ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့သူတွေဟာမတရားတဲ့ဖြင့်ဖမ်းဆီးချုပ်နှောင် ဖယ်ရှားခံရပြီးတော့မတရားတဲ့သူတွေအာဏာရှင်တွေကအတင်းအဓမ္မဝင်ရောက်ပြီးတော့လူယူတင်ပိုက်နေတာကိုတွေ့ရပါတယ်ဒီအာဏာရှင်တွေကလူမဲ့ဖြစ်စီမဲ့တပ်ဖြတ်မဲ့စတဲ့အလုပ်တွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီလုပ်ငန်းတွေဟာဆိုရင်တကယ်တော့တမန်ကျမ်းစာထဲမှာပြောထားတယ်စာတန်ရဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်စာတန်ဟာသူ့ရဲ့အချိန်နည်းကလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အကြီးအကျယ် အလုံငန်းကိုလှုပ်ဆောင်နေတာဖြစ်တာလေဖြစ်တယ်ဆိုတာကိုတမတန်စာထဲမှာ ပြောပြတဲ့တိုင်းကျွန်တော်တို့လက်တွေ့မြန်မာနိုင်ငံကနေပြီးတော့ခန်းစားနေရတာဖြစ်ပါတယ်ခုဆိုရင်မြန်မာနိုင်ငံမှာမကြုံစဘူးတဲ့အင်မတန်မှပြင်းထန်တဲ့မြင်းငလင်တန်ကိုကျွန်တော်တို့အလို့လဲခံနေရတယ်ဖြစ်ပါတယ်ခုဆိုရင်မြန်မာနိုင်ငံကိုဖျားပေးထားတဲ့ကောင်းကြီးမင်္ဂလာညင်းတဲ့ချင်းဝမ်းမြောက်ခြင်းတွေကိုစာတန်ကလူယူသွားတာဖြစ်ပါတယ် စာရန်လူယူဖြစ်စီကန်းကုံအောင်လူဖြစ်စီတပ်ဖြတ်နေတာဖြစ်ပါတယ်ဒီခုချိန်မှာတော့မှရွာတွေကိုလေရင်ပြန်နဲ့ဘုံကျဲပြီးတော့ပြီးသူလူထုမှာအသက်ရှင်ဖို့အတွက်ရုံးကန်လှောက်ရှားပြေးလွှမ်းနေရတဲ့အခက်ခဲဆုံးအမောင်မိတ်ဆုံးတို့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာခုဆိုရင်စာတန်ရဲ့လူယူခြင်းတပ်ဖြတ်ခြင်းဖြစ်စီစဉ်ကို ခံစားနေရတာဖြစ်ပါတယ်စာတန်ရဲ့ကြေးကျွံဘဝကကျွန်တော်တို့မြန်မာနိုင်ငံမလွတ်မြောက်သေးဘူးဆိုတာကိုမြဝါထင်တင်တွေ့မြင်နေရတာဖြစ်ပါတယ်ဘာဖြစ်လို့မြန်မာနိုင်ငံအခုလိုစိမ်းရဲတွင်တဲ့ကနေပြီးတော့ဒုက္ခပေါင်းစုံခံစားနေရတယ်လဲဆိုရင်ဖရာရဲ့မျက်မှောက်တော်ထဲမှာမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဖရာရဲ့အကွဲကားမရှိတော့တဲ့ခါမှာစာတန်ကသူထင်တိုင်းနေဆက်ညင်ပန်းခြင်းအကလုံးစုံကိုစာတန် လှုပ်ဆောင်နေတာဖြစ်ပါတယ်။တနည်းအားဖြင့်ဂျင်ချင်းအာမင်္ဂလာတက်ရောက်နေတာဖြစ်ပါတယ်။ဂျင်ချင်းအာမင်္ဂလာဆိုတာကတော့ဘုရားသခင်ရဲ့မျက်မှောက်တော်ဘုရားသခင်ရဲ့လက်တော်နဲ့꽌ကားခြင်းမရှိတော့တဲ့အခါမှာကျွန်တော်တို့ဘသူ့လက်ထဲစာတန်လက်ထဲရောက်သွားတာဖြစ်ပါတယ်။စာတန်ကတော့တည်တဲ့အတိုင်းပဲသူကတော့လူမယ်တတ်မယ်ဖြည့်စည်းမယ်ဒါတွေကိုနေ့တိုင်းအာတုံကိုဆိုင် လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါဟာဖယားသခင်ကလူတွေကိုဖျက်ဆီးနေတာမဟုတ်ဘဲနဲ့စာတန်ရဲ့လှုပ်ရတက်တက်ဖြစ်တယ်ဆိုတာအလုံးသဘောပေါက်စေချင်ပါတယ်ဖယားရှင်က ကျွန်တော်တို့ကိုမကာကွယ်တဲ့အခါမှာဒုက္ခတွေကကျွန်တော်တို့အပေါ်မှာအလုံးလိုက်ခဲလိုက်ဝင်ရောက်နေတာဖြစ်ပါတယ်ဆိုတာကိုအတိပေးစင်ပါတယ်ကျွန်တော်တို့ဘလောက်ပဲခက်ခဲနေပါစေ ကျွန်တော်တို့မှာအားကိုးရာခိုလွန်ရာအသက်ရှင်သောဖရာရှိတယ်။ဖရာရှင်ကကျွန်တော်တို့ဆုတောင်းတန်ကိုစောင့်မျှော်နေတာဖြစ်ပါတယ်။ယုံကြည်သူများဝိုင်းဝန်းဆုတောင်းခြင်းအတန်ကိုဖရာရှင်နားယောင်းနေတာဖြစ်ပါတယ်။အခုဆိုရင်မြန်မာနိုင်ငံဟာအတိဒုက္ခရောက်တယ်၊စစ်ဘေးဒဏ်၊ငလင်ဘေးဒဏ်၊ရွာတွေမိရှုခံရတယ်။ဒါတွေဟာကျွန်တော်တို့ ဆုတောင်းဖို့အချိန်ရောက်ပြီဝိုင်ဝန်းဆုတောင်းရင်အကောင်းဆုံးကိုဖျားရှင်ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပါတယ်ကျွန်တော်တမန်ကျမ်းစာထဲမှာဒါဝိဒ်ရဲ့အဖြစ်ပြက်ကို ပြောပြခြင်းပါတယ်ဒါဝိဒ်ဟာဇိကလမြို့မှာနေတဲ့အခါမှာဇန်တူဖိလိတိတွေကသူ့ရဲ့မြို့ကိုမိရှို့ဖြစ်စေပြလိုက်တဲ့မြို့မှာနေလို့မရတော့ပါဘူးဒါကြောင့်မို့ဒါပေမဲ့သူကဖျားပဲလက်ပြီးဆုတောင်းတဲ့အခါမှာဖျားရှင်က ဒီဇန်သူတွေကိုအောင်ရရသောအခွင့်ကိုပေးတယ်ထို့ပြင်တဝဒီထက်ကောင်းတဲ့နေရာဖယားကပြင်ဆင်ပေးထားတာဖြစ်ပါတယ်ဒါဝိနဲ့အတူရှိတော့ဘုရားသခင်ဒါဝိဟာဖယားကိုအားကိုးတော်သူဖြစ်တယ်ဒါကြောင့်မို့ဖယားရှင်ဆုတောင်းတဲ့အခါမှာဒီဇိကလမှာဆုံးရှုံးသွားတဲ့အရာတွေအကုန်လုံးကိုသူပြန်ရတဲ့အပြင်ဒီထက်ကောင်းတဲ့ဟေဗျုံဆိုတဲ့မြို့ကိုဘုရားရှင်ကပြင်ဆင်ထားတယ် ဒါကြောင့်မို့ဒါဝိဟာဒီဆုံးဆုံးသွားတဲ့အရာတွေကနေပြီးတော့ဘုရားရှင်ကသူ့အတွက်အကောင်းဆုံးဟေပြုံမှာရှင်ဘုရင်ဖြစ်တင်မြောက်ခြင်းကိုခံရတယ်ကျွန်တော်မြင်တဲ့ဒီမြမနိုင်ငံဟာလေဒီယေဆာယတဲ့အခက်အခဲတွေကိုကြော်ရပြီးတော့ဒီထက်ကောင်းတဲ့ဒီထက်တာယာတဲ့ဒီထက်လွတ်လပ်တဲ့စာဒန်လက်ကလွတ်မြောက်တဲ့နိုင်ငံတော်အစ်ကိုဘုရားရှင်ကပို့ဆောင်ပေးမယ်ဆိုတာ အကျွေးမဲ့ယုံကြည်ပါတယ်ဒါကြောင့်မို့အားလုံး white wish တုံးပေးဖို့ယနေ့ကျွန်တော်အနေနဲ့ယေရှုနာမအဖြစ်ထပ်မံတလဲလဲဖိတ်ခေါ်နေတာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာအခုလိုအစင်းရဲဆုံးနိုင်ငံဒုက္ခအကြီးဆုံးနိုင်ငံဘာဖြစ်လို့ရောက်ခဲ့ရတာလဲဆိုတာကိုတုံးကျွန်တော်ဖះရှင်ရဲ့ပေါ်ပြခြင်းကိုကျွန်တော်ဒီနေ့တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုဖះရှင်ကကျွယ်ဝစွာ ကောင်းကြီးများကိုပေးထားတာဖြစ်ပါတယ်။1948လွတ်လပ်ရေးမရခင်မြန်မာနိုင်ငံဟာအင်မတန်ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်။အရှိတောင်အာရှမှာအချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့တယ်။ကမ္ဘာမှာအကောင်းဆုံးကျွန်းတစ်မြေအောက်မြေပေါ်မြေအောက်ဇာတနာမြောက်မြတ်စွာထွက်တဲ့ဇင်နန်ဒန်ငွေထွက်တဲ့ကျွန်းတစ်ဟာဆိုရင်ကမ္ဘာမှာအကောင်းဆုံးဖြစ်တယ်။ကျွန်တော်တို့နိုင်ငံဘလောက်ချမ်းသာလဲဆိုရင်ကျွန်တော်တို့အင်္ဂလိပ်နာချင်းနိုင်ငံတွေကနေပြီးတော့တရုတ်နိုင်ငံ ိန္ဒိယနိုင်ငံစတဲ့ကိုရီးယားနိုင်ငံတွေကလူတွေဟာမြန်မာနိုင်ငံမှာလာပြီးတော့အလို့လို့ရတာဖြစ်တယ်။မြန်မာနိုင်ငံလာပြီးတော့စီးပွားရေးလုပ်ကြရတာဖြစ်ပဲမြန်မာနိုင်ငံဟာတခြင်းတော့ဆန်ကိုတောင်လိုပုံအောင်ချမ်းသာခဲ့တယ်။နိုင်အီရီနာရှင်းနိုင်ငံတွေကိုဆန်စပါစီကောက်ပဲတင်းတဲ့အလုံးစုံကိုတင်ဖို့ပြီးတော့အင်မတန်မှကြွယ်ဝချမ်းသာတဲ့ကြီးဖျားရှင်ကောင်းကြီးကြွယ်ဝစွာခန်းစားတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ ကြောင်းမြစ်စတနာတွေဘလောက်ပေါ်သလဲဆိုရင်အင်တာရင်းတူရင်ဂျီရင်းတူရင်နဲ့ကြောင်းမြစ်စတနာတွေကိုတွေ့ရတယ်အဲ့လောက်ထိကျွဲဝတဲ့မြေပေါ်မြောက်ကျွဲဝစွာဘုရားကကောင်းချီးပေးထားတယ်ဘာဖြစ်လို့ဒီနေ့ဒီလိုဖြစ်သွားတာလဲဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့ဖြစ်ပါတယ်အဲ့ဒီကအခါတုန်းကမြန်မာနိုင်ငံမှာတိုင်းရင်းသားပေါ်ဆောင်နေတိုင်းပြီးတော့တိုင်းရင်းသားပေါ်ဆောင်ဟာ သွေးမကွဲပဲတယောက်နဲ့တယောက်လူမျိုးချခွဲခြားဆက်ဆံခြင်းမရှိပဲနဲ့သွေးစီညီလို့ဆိုရင်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်အင်္ဂလန်ပြင်သစ်စတဲ့နိုင်ငံတွေကမြန်မာနိုင်ငံမှာလာပြီးတော့ရောင်းဝယ်တယ်ရင်းနေတယ်မြုပ်နှံတဲ့အခါမှာသူတို့ပညာတွေလည်းတင်ပေးတယ်ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ပညာတော်သင်မြောက်မြတ်စွာဘုရားဆေလွတ်ခဲ့တာဖြစ်ပါတယ်ကဘာမှာနာမည်ကြီးတဲ့ကုလသမဂ္ဂအတွင်းမှာအိုတန် ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်ကဘာအလေမှာဂုံယူဝင့်ကြွားခဲ့တဲ့မြန်မာနိုင်ငံဖြစ်ပါတယ်မြန်မာနိုင်ငံမှာအဲ့တုန်းကလူမျိုးကြီးဝါဒမရှိခဲ့ပါဘူးမြန်မာကတမျိုးကချင်ကတမျိုးဆိုတာမရှိဘဲနဲ့တိုင်းရင်းသားအလုံးစီစီလုံးလုံးနဲ့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာမြန်မာပြည်သူလူထုဟာငါတို့ကတခင်မျိုးဟဲ့ဆိုပြီးတော့မာမာနထောင်လွှားခဲ့ကြပြီမြေ အဲ့ဒီထောင်ရတဲ့မာမာနာတွေအခုလေထဲမှာလွင့်ပြောက်ကွယ်ပြောက်သွားပါပြီမာနာထောင်ရခြင်းဟာဖယားရှင်ကအမတန်မှယုံမုန်းတဲ့အရာတစ်ခုဖြစ်ပါတယ်အခုဆိုရင်မြန်မာနိုင်ငံမှာပြည်သူလူထုတိမ့်နဲ့တန်းနဲ့ချီပြီးတော့နိုင်ငံခြားထွက်ပြီးတော့အလုံးလုံးနေရတယ်တနည်းအားဖြင့်နိုင်ငံခြားမှာသွားပြီးတော့ကျွန်းခံနေတဲ့ဘဝကိုရောက်ရှိသွားပါတယ်တခင်ဘဝမရှိတော့ပါဘူးကျွန်းဘဝကို ရောက်ရှိသွားပြီဆိုတာအလုံးသိကြပါတယ်။ရှေးမြန်မာဘရင်တွေကျိုးလွန်ခဲ့တဲ့အပြစ်တစ်ခုကိုကျွန်တော်ပြောပြမယ်။ရှေးရှေးတုန်းကမြန်မာဘရင်ဟာစစ်ရေးစစ်ရာမှာအမတန်မှရဲရင်ပြီးတော့အားကြီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့အနော်ယထာစတဲ့ဘရင်စစ်ဘရင်တွေဟာထိုင်းနိုင်ငံကိုသွားပြီးတော့ကျူးကျော်ရန်စတဲ့ထိုင်းနိုင်ငံကိုမတရားနယ်တွေကိုရွာတွေကိုတင်ပိုက်တယ် စစ်တိုက်တယ်။ရွာတွေကိုမိရှုပ်ဖြစ်စီးပြီးတော့လူတွေကိုတုံ့ပန်းအနေနဲ့ဖမ်းလာတယ်။မြန်မာနိုင်ငံမှာသူတို့ရဲ့ကြေးကျုံအဖြစ်မွေးစားခဲ့ကြတယ်။ထိုင်းနိုင်ငံကိုမြန်မာဘရင်တွေကအနိုင်ကျင့်နဲ့စော်ကားခဲ့တဲ့ကျူးကျော်ခဲ့တဲ့အရာကိုကျွန်တော်တို့ရုပ်ရှင်ထိုင်းရုပ်ရှင်မှာကျွန်တော်ဒီနေ့ဒီတွေ့နေတာဖြစ်ပါတယ် Netflix မှာကျွန်တော်ကြည့်မယ်ဆိုရင်အဲ့ဒါကိုမြန်မာတီတင်တွေ့ရတယ်မြန်မာနိုင်ငံရဲ့ဘရင်မင်းများရဲ့ ပြစ်မှုကျွလွန်ခြင်းအဲဂျွာတွေကိုမိရှော့ခဲ့ကြတယ်ထိုင်းနိုင်ငံကိုမိရှော့ခဲ့ကြတယ်ထိုနည်းသူဆိုပဲကျွန်တော်တို့ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ဂျွာတွေဟာမိရှော့ခံနေရတယ်ဒါကထိုင်းနိုင်ငံကမလာဘဲနဲ့မိတို့ပြည်တွင်းမှာပဲမိရှော့မဲ့သူကိုဖျားရှင်ကပေါ်ပေါက်လာစေတာဖြစ်ပါတယ်ကျမ်းစာထဲမှာပြောထားတယ်လူဝဆိုင်တဲ့အတိုင်းရရမယ်ဆိုတဲ့အတိုင်းပဲဖျားရှင်ရဲ့စကားဟာဒီနေ့အထိလုံးဝ မမပဲကျွန်တော်တို့မြန်မာနိုင်ငံကဘိုးဘွားတွေရဲ့ကျိုးလွန်ခဲ့တဲ့အပြစ်ကိုဒီနေ့ပြန်လည်ပြီးတော့ဆန်းဆန်းနေရတာဖြစ်ပါတယ်ဆိုတာကိုတင်ပြချင်ပါတယ်နောက်တစ်ချက်ကဦးနုအစိုးရလက်ထက်မှာဦးနု President လုပ်တဲ့အထက်မှာဦးနုဟာဘာသာရေးဗုဒ္ဓဘာသာကိုလွန်စွာခိုင်းဆိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့သူကဗုဒ္ဓဘာသာကိုမြန်မာနိုင်ငံလုံးရဲ့ကိုယ်ခွင်တဲ့ဘာသာအဖြစ်နဲ့ သူတတ်မှတ်ပေးခဲ့တယ်။သူကတနိုင်ငံလုံးဗုဒ္ဓဘာသာကိုးကွယ်ရမယ်ဆိုပြီးတော့အမိန့်ချမှတ်ခဲ့တာဖြစ်တယ်။တောင်ပေါ်ဒေသမကြံတနိုင်ငံလုံးမှာရှိတဲ့နေရာတိုင်းမှာသူကစီရီပထိုးတွေကိုတည်ထားကိုးကွယ်ပြီးတော့တနိုင်ငံလုံးကိုဗုဒ္ဓဘာသာနိုင်ငံဖြစ်အသွင်ပြောင်းစေခဲ့တာဖြစ်ပါတယ်။တဟာတနည်းအားဖြင့်ပြောရရင်ကဲ့တင်ရှင်ယေရှုခရစ်ကိုညင်းပယ်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလောက်ရဟာ မြန်မာနိုင်ငံအတွက်ဖျားရှင်ရှေ့မှာဖျားတခင်ကိုညှင်းပယ်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့မှဖျားရှင်ကခွင့်ပြုနိုင်စရာခွလွတ်နိုင်စရာမရှိတဲ့အတွက်ကြောင့်မလို့ဒီပြစ်ဒဏ်ကိုယနေ့ခံစားနေရတာဖြစ်ပါတယ်ခရိယန်ဘာသာကိုလည်းလွတ်လပ်စွာကိုးကွယ်ဖို့အခွင့်ပြုရမှာဖြစ်ပါတယ်ခရစ်တော်ကိုညှင်းပယ်ခြင်းဟာကျွန်တော်တို့လူသားအလုံးအတွက်ကယ်တင်ပိုင်ရှင်ကိုညှင်းပယ်ခြင်းဟာ ြီးပါသောအဖြစ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့လည်းနောက်မကျသေးပါဘူးကယ်တင်ရှင်ယေရှုကိုခေါ်ကြည့်ပါသာဝရတဲ့အတွက်အာမခံပေးထားတာဖြစ်ပါတယ်တကဘာလုံးကလည်းခရစ်တော်ကိုယုံကြည်လက်ခံကိုးကွယ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီခရစ်တော်ရဲ့သာသနာကိုထွန်းကားအောင်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ဆက်လက်ပြီးတော့ဧဝံဂေလိလို့နေရာဥမာပဲဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံကိုဘုရားရှင်ဆီလွတ်တဲ့ဆရာယုဒတန်ကိုမြန်မာဘရင်တွေကလုံးဝမချိုးဆိုဘဲနဲ့သူ့ကိုအပြစ်သားဇာဇဝတ်သားလူသက်သမားကဲ့သို့ဖမ်းဆီးတဲ့အမောင်ခန်းထဲမှာ အလောင်းတိုက်ပိတ်ထားတယ်အစာမကျွေးဆေးဝါးကုတခွေမရှိဘဲနဲ့အကြောင်းမဲ့အပြစ်စားပြီးတော့ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့အတွက်ကြောင့်မလို့ ဒီခရစ်တော်ရဲ့တာသနာပြန့်ပွားရေးကိုမြန်မာပြည်ရင်များကလုံးဝပြည်ပြင်တားဆီးခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဆရာယုဒတန်ကတမန်ကျမ်းစာကိုထောင်ထဲမှာပြစွာဘာသာပြန်နိုင်ခဲ့တာဖြစ်ပါတယ်။အဟုတီအနေနဲ့ရန်ကုန်မှာဥနောဆိုတဲ့မြန်မာလူမျိုးတယောက်ကိုအောင်မြင်စွာနဲ့ပဲခရစ်ယာန်ဘာသာကိုတွတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဖယားသခင်ဆဲလွတ်တဲ့ဆရာယုရတန်ကိုမြမဘယင်တွေကမြမနိုင်ငံမှာဆက်လက်ပြီးတော့နေထိုင်ခွင့်မပေးဘဲနဲ့ပြည်နှံတန်ပေးခဲ့တဲ့အခါမှာသူဟာစေဝါကုသခွင့်မရတဲ့သူကြောင့်မလို့အိမ်ပြန်မရောက်ဘဲနဲ့တင်းမောပေါ်မှာပဲသူဟာခရစ်တော်ရဲ့ခေါ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်သူအလုံးကိုလည်းနေရမရဘဲနဲ့ရေထဲမှာပဲဖြစ်တယ်လို့ ਨੇ စွန့်လွတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်သူဟာတကယ်ဖျားသခင်ရဲ့မာတူရာသူရဲ့ကောင်းတယောက်ဖြစ်တယ်ဒီလိုသူရဲ့ကောင်းကို ပြစ်မှားမိတဲ့မြန်မာလူမျိုးဟာအခုချိန်မှာကျွန်တော်အနေနဲ့အာပြစ်ဒဏ်ဖျားရှင်ရဲ့အမြင့်တော်ဖလားအမြင့်တော်တန်ကိုခံစားနေရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ဒီမြန်မာနိုင်ငံပေါ်မှာကြာရောက်တဲ့ဖျားရှင်ရဲ့အမြင့်တော်သားကိုပြော ဖြေလို့အပြစ်လွတ်ချင်းကြဖို့ရန်တွေ့ကြီးမားစွာစုသုံးဆက်ကပ်ဖို့ရန်လိုအပ်တယ်ဆိုတာဒီပြချင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကြည့်မယ်ဆိုရင်လူရေ90ရာခိုင်နှုန်းကျော်ကျော်ဟာနတ်ဘုရားအမျိုးမျိုးကိုကိုးကွယ်ကြတယ်ယုံကြည်ကြတယ်ပတ်သက်ကြတာဖြစ်ပါတယ်နတ်ဘုရားဆိုတာဘုရားသခင်ရဲ့ဇန်သူပဲဖြစ်ပါတယ်ဒီနတ်ဘုရားတွေကိုဘုရားရှင်ကအောင်နိုင်ပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနတ်ဘုရားတွေကို ူစောပတ်တဲ့အခါမှာဒီကျွန်တော်တို့မြန်မာနိုင်ငံဟာကံမကောင်းစွာနဲ့ပဲစာတန်ရဲ့အုပ်ဆိုးခြင်းမင်းမှုခြင်းဖြစ်စီခြင်းကိုခံရတာဖြစ်ပါတယ်ဆိုတာကိုထပ်မှပြတော့တတိပေးခြင်းပါတယ်ကျွန်တော်တို့ခရိယန်ယုံကြည်သူဘုရားသားများအနေနဲ့ကျွန်တော်တို့မှာမျော်လင့်ချက်ရှိပါတယ်ကျွန်တော်တို့နဲ့အတူနေနေတဲ့မယုံကြည်သူတွေကိုကျွန်တော်တို့ဆုတောင်းပေးရမယ်ကျွန်တော်တို့က ခရစ်တော်အသက်ရှင်ကြောင်းကိုကျွန်တော်တို့ကသက်တည်ထူရမယ်ဖယားရှင်ဘုန်းတော်တင်ရှားဖို့ကျွန်တော်တို့လွတ်ဆောင်ရမှာဖြစ်ပါတယ်ဒီစင်ရတွင်ကဲတင်ရှင်းမရတဲ့သူမြောက်များစွာရှိတဲ့ထဲမှာကျွန်တော်တို့အနေနဲ့ဒီလူတွေကိုခရစ်တော်ရဲ့ဧဝံဂေလိတရားကိုသိရှိဖို့ရန်တာ၍စူးစမ်းပြီးတော့လွတ်ဆောင်ကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘလောက်ပဲဒုက္ခရောက်ရောက်ကျွန်တော်တို့ဆုတောင်းခြင်းအပြင် မြန်မာနိုင်ငံကြီးလွတ်မြောက်လာမယ်ကြီးထွားလာမယ်စာတန်ရဲ့လက်ကလုံးဝလွတ်မြောက်လာမယ်ဆိုတာဖယားရှင်ကလွတ်မြောက်ရလမ်းကိုပြင်ဆင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာနေတဲ့ယုံကြည်သူဖယားသားသမီးတွေရဲ့လှုပ်ဆောင်မှုစုတောင်းမှုပါဝင်ကိုယ်ရင်ချင်းစုတောင်းခြင်းအပြင်ဖယားရှင်ရဲ့ဂျေဇုတော်ခံစားရတဲ့နိုင်ငံပြန်ဖြစ်လာမှာဖြစ်ပါတယ်ဆိုတာကိုပြောပြချင်ပါတယ်ဒါကြောင့်မို့ယုံကြည်သူများ ်ဆူတောင်းခြင်းအပြင်မြန်မာနိုင်ငံကြီးဟာတနေ့ကျရင်တာယာဝပြောတော့ခရစ်ရောရဲ့တာသနာထိုးကားလာမယ်ဆိုတာကိုပြောပြချင်ပါတယ်အဲ့ဒီအချိန်မှာမြန်မာနိုင်ငံကနေထွက်သွားတဲ့နိုင်ငံသူနိုင်ငံသားအလုံးကပြန်လဲပြီးတော့မြန်မာနိုင်ငံမှာညင်တဲ့ချင်းဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ဝမ်းမြောက်စွာပြည့်မိသားစုများစုံစုံလင်လင်ဝမ်းမြောက်စွာ နေထိုင်ခွင့်ရရှိမယ်ဆိုတာကိုယုံကြည်ပါတယ်။ရောက်တိုင်းဖះရှင်ကောင်းချီးပေးပါစေ။